KTN Fan ပြည်သက်တွေနဲ့ခရီးပြည်သူပြည်သားများအားလုံးမင်္ဂလာညချမ်းပါရှင်။ KTN Fan မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုစတင်ထုတ်လွှင့်ပေးနေပါပြီ။ဒီကနေ့အော်တိုဘာလ24ရက်တောင်းချာနေ့ညအတွက် KTN Fan Radio အစီအစဉ်ကနေပြီး Gendrowity Time သတင်းမူလဝတ္တချုပ်တင်ခက်မှန်ချက်တွေနဲ့အတူပေးဆက်မှုတွေရဲ့တန်ကြေးအဖြစ်မမေ့လျော့မှုကိုတာပြန်ပေးပါဆိုတဲ့အကြောင်းအားဆင်ကြရမှာပါ။အရင်နောက်မှာတော့ လွိုင်းကွန်မြူနဲ့အရှိချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းသတင်းကိုလည်းတင်ဆက်ပေးသွားပါမယ်။အခုအရင်ဆုံးတော့ကန်ဒရော့ဝတီထိုင်းမြေသတင်းတွေကိုပြောပြပေးပါမယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ17ရက်နေ့အထိသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာပထမအကြိမ်မင်းစည်ကတ်ထားချင်းရတာကိုဆောင်ရွက်ခဲ့စဉ်ကဘောလခေမြို့မှာ မင်းစရင်အမားတွေပါနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ဗိုလ်ခင်မြို့ပေါ်ကနေတင်းရှောင်းလာတဲ့ဒေသခံတူကမြို့တွင်မှာကြံခဲ့တဲ့ဒေသခံတွေကိုဆက်သွယ်ကြည့်ရမှာ။လူပုတ်ကူမရှိပေမဲ့အမီနာမသာကြံခဲ့တဲ့မင်းစနာရှင်တွေပါနေတယ်လို့ဆိုပါတယ်။ဘောလခင်မြို့ထဲမှာဒေသခံ၂၀၀ဝန်းကျင်သာကျန်ရှိနေပြီးဌာနဆိုင်ရာဝန်ထမ်းအနေနဲ့အရက်သားတချို့နဲ့ စစ်ကော်မရှင်ရဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေသားကြန့်ရှိတော့တယ်လို့အဲ့ဒီသိမ်းရှောင်လာတဲ့ဒေသခံတဦးကပြောပါတယ်။အလားတူပဲနိုင်ငံတဝန်မဲစရင်ကျင်ညာရမှာတေဆုံးသူနာမည်တွေပါနေတာအမိတွေထက်နေတာတွေလည်းရှိတယ်လို့နိုင်ငံရေးပါတီတွေနဲ့အုပ်ချုပ်ရေးမှူးတွေက မီဒီယာတွေကိုဖြေကြားကြပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးကတော့မဲစရင်ပြုစုရမှာဥပဒေနည်းဥပဒေတွေနဲ့အညီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနတွေကရရှိတဲ့စည်ရင်းတွေအပေါ်မှာအခြေခံပြီးနင်းပညာအသုံးပြုကတိုက်ဆိုင်ဆစ်ဆေးပြုစုနေတယ်လို့ဆိုထားပါတယ်။မင်းစည်ရင်းဆာယာကိစ္စတွေနဲ့ဆက်လျင်ပြီးမင်းစင်နာနဲ့အတီတီမှာစုံစမ်းမင်းမျက်နှာတွေကိုပြုလုပ်ဖို့တောင်ဝခံဖြေချားပေးမဲ့ဆက်တွယ်ရေးလိုင်းတွေကိုဖွင့်လှစ်ထားပေးပေမယ်။တခြားအနောက်ရှက်ပေးပြီးဆက်တွယ်လာတဲ့ဖုန်းနံပါတ်တွေကိုမှတ်တမ်းတင်က ဖုန်းစင်ကက်တွေကိုပိတ်သွားမှာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကကြေညာထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကနေထွက်ပြေးသိမ်းရှောင်လာရတဲ့ဆစ်ရှောင်တွေထဲကတချို့ကအရေးပြားရာနာမှုတွေဖြစ်ပွားနေကြတယ်လို့မြေပြင်ကွင်းဆင်းပြီးဆေးကုသမှုဆောင်ရွက်ပြီးခဲ့တဲ့မိုးပြဲကယ်ဆယ်ရေးအသင်းစီကနေသိရပါဗျ။ထွက်ပြေးသိမ်းရှောင်လာတဲ့ဆစ်ရှောင်တွေထဲမှာတော့ပြည်သူ950ဦးဝန်းကျင်ကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာဖြစ်ပြီးအရေးပြားရာနာမှုဖြစ်ပွားနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အရေးပြားရာနာဖြစ်နေတဲ့ဆစ်ရှောင်တချို့ကတော့ တပတ်စာဆေးပြီးခဲ့တယ်လို့မူပြင်းကယ်ဆယ်ရေးအတင်ကတာဝန်ရှိသူတို့ကကန်ဒရာဝတီ time ကိုပြောပါတယ်အဲ့ဒီအရေးပြားရာနာဖြစ်ပွားခြားတဲ့စစ်ဘေးရှောင်တွေကစစ်ကော်မရှင်ရဲ့ PNO ပြည်သူ့ဆက်ထိုးစစ်တွေကြောင့်ထွက်ပြေးသိမ်းရှောင်လာတဲ့ဘောရန်တောင်စလုံးမြောက်စလုံးချေးရွာကပြည်သူတွေဖြစ်ပါတယ်။အသက်အရွယ်အားဖြစ်တော့အသက်9နှစ်ကနေ10နှစ်အကြာကလေးနဲ့အသက်28နှစ်ကနေ35နှစ်ကြာလူကြီးတွေမှာရာနာမှုတွေကအဖြစ်များပြီး ဖြစ်ပွားသူဥယီက40ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ဆစ်ဆောင်ဥယီကလည်းများလာတာကြောင့်အရေးပြားရာနာကူးစက်မှုရှိမှကိုစိုးရိမ်ရတယ်လို့မိုးပြဲကယ်ဆယ်ရေးအတင်းကတာဝန်ရှိသူက ပြောပါတယ်။အဲ့ဒီဘောရန်ချေးရွာနဲ့အနီးအနားကပြည်သူတွေကပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကစပြီးပအိုပြည်သူ့စစ် PNO နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကစစ်ကြောင်းထိုးပြီးချေးရွာအတွင်ကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာကြောင့်ဘီလုတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာပဲဖြစ်ပါတယ်။ ကုန်စည်တန်ယူဖို့ဆောင်ရည်လမ်းကြောင်းတွေပုံမှန်မဖွင့်လှစ်တာကြောင့်ဖာလာဈေးကိုအတိအကျမသတ်မှတ်နိုင်သေးတဲ့အတွက်ကုန်တွေကိုဝယ်ယူဖို့အခက်တွေ့နေတယ်လို့ကုန်သည်တွေကပြောပါတယ်။ဖရူဆိုမြင့်နဲ့အနောက်ခြံကတောင်သူအများစုဟာဖာလာဆိုင်ပြိုပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက်ကုန်စည်လမ်းကြောင်းပုံမှန်ဖွင့်ဖို့နဲ့ဖာလာဈေးတည်ငိမ့်ဖို့ကိုလိုလားနေကြတာပါ။ပြီးခဲ့တဲ့နှစ်မှာတော့ဖာလာအချောက်ဈေးကတပိတ်သား9000ကျပ်အထိရှိခဲ့ပြီး ဒီနေ့မှာတော့ဖာလာအစိမ်းတပိတ်တာကို1500ချက်အချောင်းတပိတ်တာမှာတော့12000ချက်နဲ့ဈေးစာဖွင့်ထားပြီးအဲ့ဒီဖာလာတွေကိုအများအားဖြင့်တောင်ငူဖက်ကိုအတိကတင်တွင်းရောင်းချကြတာဖြစ်ပါတယ်ဖလာပီတွေကလည်းနေ့ရှင်စိုက်ပြူရတဲ့အပင်တွေဖြစ်ပြီးဖရူဆိုမြင့်နဲ့အနောက်ခြံမှာတော့နေ့စဉ်စီးပွားဖြစ်စိုက်ပြူလောက်ကန်နေကြတာပါဖရူဆိုမြင့်နဲ့အနောက်ဖက်ခြံဒေသကတောင်ပေါ်ကုန်းမြစ်ဒေသဖြစ်ပြီးကြေးရွာဒေသခံတွေဟာ ဖာလာနနွေဝဥတစ်ကြဘိုးခေါင်တလုံးဥနဲ့တန်လုံးကျော်ဥတွေကို စီဝါဖြစ်စိုက်ပျိုးကြတယ်လို့သိရပါတယ်။ပရူဆိုမြင့်ရဲ့အတွင်ကချေးရွာတရွာအနီးတောင်ရခင်းထဲမှာအော်တိုဘားလ23ရက်နေ့မနေ့ဆယ်နိုင်ဝန်းကျင်အချိန်စစ်ကော်မရှင်တပ်ကဒရုန်းနဲ့ပုံကျဲချခဲ့လို့စပားသိမ်းယူနေတဲ့စစ်ဘေးရှောင်းတွေထဲကတအူကောင်းထိမှန်ပြီးတိုက်ဆုံသွားခဲ့ကောင် နှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့စပားသိမ်းယူခဲ့တဲ့ဆစ်ရှောင်းတွေစီကနေသိရပါတယ်။အဲ့ဒီဆစ်ဘေးရှောင်းတွေကစပားသိမ်းယူနေကြတဲ့အချိန်မှာပဲ drone နဲ့ပုံကျဲခံခဲ့ရတာပါ။တိဆုံးသူကတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ဆွေမျိုးတော်ဆက်ကတောင်ယာခင်းထဲမှာစပားသိမ်းကူနေရင်းနဲ့ရိတ်သိမ်းထားတဲ့စပားတွေကိုတည်ပြန်ဖို့ Trology ပေါ်စီနေစင်မှာ drone ပုံကသူ့ကောင်းပေါ်ကိုတက်တက်ကြလာတာဖြစ်တယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့မိသားစုဝေးတွေဖြစ်ကြတဲ့အသက်50ကျော်အရွယ်ရောက်ကတိဖြစ်သူနဲ့အသက်30ကျော်အရွယ်သမက်ဖြစ်သူတို့ဖြစ်ကြပါတယ်။အော်တိုဘာလနိုဝင်ဘာလအတွင်းဟာဒေသခံတွေနဲ့စစ်ဘေးရှောင်တောင်သူတွေကသူတို့စိုက်ပျိုးနိုင်တဲ့ဒေသတွေမှာစပားရိတ်သိမ်းတာနဲ့မြေပဲသိမ်းယူကြတဲ့အချိန်ဖြစ်တာကြောင့်ဇာဝနေကြီးအတွက်အရေးစွပ်ပြီး လေယာတောင်ယာခင်းရွစ်စီကိုသွားလာကြချိန်မှာအခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ Gendrowity Time ကလက်လန်မီကောက်ယူထားတဲ့အချက်လက်တွေအရဩဂတ်စ်လကနေအောက်တိုဘာလအထိစစ်ကော်မရှင်ရဲ့ drone လက်နေကြီးကြောင့်တိဆုံးသူ2ဦးရှိခဲ့ပြီးဒဏ်ရာရတဲ့သူကတော့9ဦးထိရှိပါတယ်။ Gendrowity Time ရဲ့သတင်းတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။မနေ့ဖြန်အောက်တိုဘာလ25ရက်နေ့အတွက် မူလဝတ္တချုပ်တင်ခံမှန်းချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ဘင်္ဂလားပြည်လယ်အော်ချင်းနီမှာကပ်ပလီပြည်လယ်ပြင်နဲ့ဘင်္ဂလားပြည်လယ်အော်မြောက်ပိုင်းတွင်မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနိုင်ပြီးတိမ်အထင်အထင်ကနေတိမ်ထူထန်နိုင်ပါတယ်။ပြည်လယ်ပြည်အချင်းနီမှာတော့မြမကန်ယူတန်းတလျှောက်နဲ့ကန်လို့ပြည်လယ်ပြင်တွင်မှာ တခါတရံမိုးသက်လေပြင်းတွေချရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းချစဉ်ရေပြည်မြေပြည်လေကအရှိအရှိတောင်ဖက်ကနေ တနင်္ဂနွေ25မိုင်ကနေ35မိုင်ခန့်အထိကိုတိုက်ခိုက်နိုင်ပါတယ်။မြို့အခြေအနေမှာတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာတော့နေရာဆက်စပ်မြို့ထချံရွာသွန်းနိုင်ပါတယ်။တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာတော့နေရာကျကျမြို့ထချံရွာသွန်းနိုင်ပါတယ်။ တနိုင်ငံလုံးမှာတော့မိုးရွာသွန်းမှုကတိတိတသာလျော့နေနိုင်ပါတယ်။အခုနားဆင်ခဲ့ရတဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအဒီယဆာယာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။မိုင်းခွင်းထဲရောက်သွားခဲ့ရင်ဘာလို့တင်ပါသလဲ။မြေမြုပ်မိုင်းတစ်ခုကိုတွေးလိုက်ပြီးဆိုတာနဲ့သိကြပါတယ်။သင်ဟာမိုင်းခွင်းထဲကိုရောက်နေပြီဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာချက်ချင်းရက်ငြိမ်ငြိမ်လေးနေပါ အခြားသူတွေအတူပါလာရင်လည်းသူတို့ကိုချက်ချင်းရက်ခိုင်းပါငြိမ်ငြိမ်လေးရက်ပြီးစိတ်ကိုအတက်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်ထားပါမိမိရက်နေတဲ့နေရာဘေးတစ်ဝက်ကိုလည်းသေးကြစွာကြည့်ရှုပါ ရှေ့ဆက်မသွားတော့ဘဲမိမိလာခဲ့တဲ့လမ်းအတိုင်းနောက်ပြန်လှည့်ပါတကယ်လို့ကိုချေရကိုမြင်ရနိုင်တဲ့အနေအထားရှိရင်တော့ချေရအတိုင်းနင်းပြီးဖြည်းဖြည်းချင်းရှောက်လှမ်းရပါမယ် လမ်းတစ်လျှောက်ခြေလမ်းချမဲ့နေရာတိုင်းကိုသတိကြီးကြီးထားပြီးနင်းလျှောက်ပါ စိတ်ချရတဲ့အကွာအဝေးတစ်ခုကိုရောက်ရင် နေရာကိုသေးချာအမှတ်အသားလုထားခဲ့ပါ အမှတ်အသားထားခဲ့ဖို့အန္တရာယ်များနေတဲ့အခြေအနေမပေးဘူးဆိုရင်လေနေရာကိုသေးချာမှတ်ထားပြီးအချက်လက်ကိုမိမိရက်ရွာတွေက တခြားသူတွေနဲ့မျှဝေပေးပါရက်ရွာကိုလာလန်းအတိုင်းအမြန်ဆုံးပြန်ပြီးရွာသူရွာသားတွေရွာလူကြီးတွေဘာသာရေးကောင်းဆောင်တွေ လက်နက်ကင်အဖွဲ့အစည်းတွေကိုအကြောင်းကြားပါအခုခါမှာတော့ဆောင်းပါးကိုအလက်ပေးတင်ဆက်ပေးပါမယ်ပေးဆက်မှုတွေရဲ့တန်ကြီးအဖြစ်မမေ့လျော့မှုကိုသာပြန်ပေးပါဆိုတဲ့အကြောင်းကိုနားဆင်ကြရမှာပါ ကန်ဒရာဝတီ time တင်ထောက်ထွေးတဲ့ကစူးစီပေးပို့ထားတာကိုမော်လင်းမြကပြလဲတင်ဆက်ပေးထားပါတယ်ကျွန်တော်မန်လေးပြည်ကလူလေကျွန်တော်နေတဲ့ပြည်တော့တပြည့်ကျွန်တော်လည်းအချင်းနေရစီတော့ကွက်ကွက်လက်ပြည်ရစင်းနေချီကတော့လူလေကျတော့ကျွန်တော် ထထနေပဲဖြခုပြရကူဘလေရတနေဝိရိညဖြခုပြရကီခလုတဖြစ်တဲ့ခလုမြဲနေသမတနာမိချဖို့ဆက်ပြပြရတယ်။ပြပြတော့အနောယမကျွန်တော်သူတို့အချင်းဒီပြပြအချုပ်ပြခေါ်ပြီးကျွန်တော်ဒီလက်ပြပြပြောအညာသူတို့ပြတော့ဒီပြခေါ်မှကျွန်တော်လက်ဧထရအချင်း ီစကားကိုတော့စနိုက်ပါသမားခူတဲကသူ့ရဲ့ဖြစ်စီကိုပြန်ပြောင်းပြောပြနေတာဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာလတုန်းကစစ်ကောင်စီတပ်နဲ့ဖားဆောင်မျိုးစခန်းတိုင်းတိုက်ပွဲမှာရန်သူစခန်းနာကိုချီကန်နေစေတွင် ရန်သူထောင်ထားတဲ့နှင်းမိုင်းကိုနှင်းမိလို့ချစ်တော်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်အပျက်ကို စနိုက်ပါသမားခူတဲကပြန်ပြောပြနေတာပါ။မြင့်မြုံမိုင်းနှင်းမိတဲ့အချိန်မှာပဲသူနဲ့သူပါလာတဲ့ရဲဘော်ရဲဘဲတွေကတော့အခြေအနေအမျိုးမျိုးကြောင့် လူစုကွဲကုန်ပြီးတူတူဦးသီးသာကြံရှိနေခဲ့ပါတယ်။ခြေတစ်ဖက်လုံးဆုံးရှုံးထားတာတောင်မှ ရန်သူလက်ထဲမှာလုံးဝအကြမခံပဲနာကျင်မှုကို စိတ်ခွန်အားအဖြစ်ပြောင်းလဲပြီးကိုအားကိုကိုက ကိုလို့ယုံလာခဲ့တဲ့သူ့ရဲ့တန်မာတဲ့စိတ်ဓာတ်ဟာအတူယူလေးစားစရာကောင်းလာပါတယ်။ညနေဆောင်နေဝေခါနီးအချိန်ဖြစ်လို့နေမွေခင်တီရန်သူအနာကမိမိတို့တပ်ဖွဲ့တီရှိတဲ့နေရာကိုတနအီကြောကြအောင်ရှိတဲ့အားနဲ့ ခုံလိုက်မိချောင်းသွားသွားတိုင်းနဲ့ပြန်လာခဲ့ရပါတယ်တပ်ဖွဲ့ဝီရီစီရောက်တော့ခူတဲတယောက်သူ့ရဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေတွေးတွေပရပွားဖြစ်နေပါတယ်ဒီလိုနဲ့ရန်သူလက်ကလွမြောက်လာပြီးဆုံရှုံလိုက်ရတဲ့ခြေတော်တစ်ဖက်ကိုပြန်လဲကူတာဖို့အတွက်ဆေးရုံကိုသွားခဲ့ပါတယ်နတိရညနေပတ်ပြီးတော့အခေခေညနေပတ်ပြီးတော့တက်တလျာကြီးပြလဲအခေခေမြင်းစလဲရှိရနော် ဒီစီပီဒီစီစီရောက်တဲ့ခီးစီကျွန်တော်စီယူစီယူကြီးရောက်တဲ့ခီးစီမနေ့ရောက်တာပြမနေ့ရောက်ပြီးညမှာအခုခါရေဝလိုက်အခုချိန်မှာတော့ခူးတဲတယောက်ဒံရာကိုပြန်ကုနိုင်ဖို့အတွက်လုံခြုံစိတ်ချတဲ့နေရာတစ်ခုမှရှိနေပါတယ်သူကစစ်အာဏာသိမ်းတာကိုလုံးဝမလိုလားတဲ့လူငယ်တအူးတဲကတအူးဖြစ်ပါတယ်စစ်တအာဏာမသိမ်းယူခဲ့ချိန်က တစ်ဖက်နိုင်ငံမှာတွားရောက်အလုပ်လုပ်ကင်ခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းမှုကိုမလိုလားတဲ့အချိန်မှာတော့မိမိပြည်နယ်တဲကိုပြန်လည်ဝင်ရောက်လာပြီးလက်နက်ကင်တော်လိုက်လမ်းစဉ်ကိုရွေးချယ်ခဲ့တာပါ။သူဟာလူမှန်းတိတဆရွယ်ကလေးကစစ်တပ်ရဲ့ဖိနှိပ်မှုတံကိုခံရခဲ့သူမို့စစ်တပ်ဦးဆောင်တဲ့နိုင်ငံရဲ့အာဏာသိမ်းမှုကိုမလိုလားတော့တာကြောင့်ဒီတော်လိုင်းရင်မှာတတ်နိုင်တဲ့ဘက်ကနေပါဝင်ခြင်းတဲ့အကြောင်းအခုလိုရင်ဖွင့်လာပါတယ်။ ကျွန်တော်တိတလောမာယာတလောတွေလည်းကျွန်တော်အတဲ့ရေအုံငေကလေးစတိရဲ့ချီကလေးကျွန်တော်ထပ်ပြီးတယ်အဝါဆာမာတလိုင်းနဲ့ဘယ်လိုပြောမလဲဘာမီယူနဲ့ဒီတိုင်းအဒီကလောကိုပဲစီကမင်းဘာရကူတိတိမထမီရမလီကကပြေးပြေးပြေးလောပြေးလင်းလက်ခွေမအဲခစားချက်အဲ့ဒီကျွန်တော်အတဲ့ရေရလာတဲ့အချိန်ခစားချက်ရှိတော့ကျွန်တော် တန်တဲ့လောက်တက်လုတ်ပြီးနေလက်နကိုင်ရဲဘော်တယောက်ဖြစ်တာကြောင့်လဲအသက်အန္တရာယ်ထိခိုက်နိုင်တာသွေးထွက်တန်ရုံထိခိုက်မှုတွေကို အချိန်မီွေးကြုံလာနိုင်တယ်ဆိုတာကိုတော့နားလည်ထားခဲ့သူမို့တကယ်တမ်းကြုံရတဲ့အခါမှာရဲရဲဝူးဝူးနဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်ခဲ့တာပါဒါကြောင့်အခုလိုတော်လာရေးအတွက်ခြေတစ်ဖက်ပေးဆန်းလိုက်ရတဲ့အပေါ်မှာနောင်တရရစရာမရှိဘူးလို့ခံယူထားပါတယ်။ဒဏ်ရာတွေပျောက်ကင်းသွားမယ်ဆိုရင် တော်လာရင်အတွက်လှုပ်ရှားအများကြီးကြံနေသေးတာမို့80ပါဝေးကူညီတော့အောင်မယ်လို့လဲဆိုပါတယ်ဒီဒီလူနီလေချေကိုတရားပြပြပါပြီဒီလူပြခါစားပြီးတရားလက်ခါစားရဲကိုပြတိလေဒီထဲကောကိုလည်းမလုပ်ပြနေရဘူးဒါမဲ့စိတ်သားချမ်းလို့ကျွန်တော်တို့တရားရီတက်တာတော်ရီချေကြောက်ပြီးတော်ရီချေကြရင်ကျွန်တော်ဒီထဲပြလွတ်နေတဲ့အလွတ်လည်းရှိသေးတယ် ူတွားမဲ့အရာကိုလွတ်မဲ့အရာလေးများကြည့်ရှိတော့တည်တယ်လေမျိုးစိတ်တချာချာလေးမျိုးလေးပါဘူးခုတဲလိုပဲတော်လာရင်မှပါဝင်လာတဲ့လူငယ်တွေတိုက်ပွဲတွင်ကိုလဲအင်ကပေးဆပ်ခဲ့ရတဲ့ရဲဘော်တွေများစွာရှိနေပါတယ်ခုထဲအခုတန်ရာကို ကုသပေးနေတဲ့နေရာမှာဘဝသူရဲဘော်30ဝန်းကျင်ရှိပါတယ်။တန်ရာတွေပျောက်ကင်းဖို့ဈေးကူတောင်းဖို့ခံယူနေချိန်မှာသူတို့အတွက်အလိုအပ်ဆုံးတဲ့အရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာအခြေအနေပါ ကိုလေးအင်ကထိခိုက်သွားတာကြောင့်စိတ်ထားကြပြီးကိုကိုကိုအဆုံးစီရေးလိုက်တဲ့ရဲဘော်တို့ချို့ကို စာရေးသူနဲ့ရင်းနှီးခဲ့ပူပါတယ်ဒါပေမဲ့အများစုကတော့အာတင်းပြီးဘဝရှိရေးအတွက်တော်လာရေးအတွက်ထပ်မံပေးဆက်ကြဖို့ဆန္ဒတွေရှိနေသေးပါသူတို့တွေစိတ်ထားကြနေချိန်မှာမကြာခဏလာရောက်အားပေးစကားပြောဆိုတာတွေ့ စိတ်ဓာတ်မြင့်တင်ရေးအစီအစဉ်တွေမှကြာခဏလှုပ်ဆောင်ပေးတင်တဲ့အကြောင်းနောက်ထပ်တန်ရာရတဲ့ရဲဘော်တို့အူဖြစ်တဲ့ခုမီတွေကအခုလိုပြောပါတယ်တော့ရဲဘော်တွေကကိုလည်းရေကဆုံချုံခဲ့ရတော့သူတို့မှစိတ်ဓာတ်ကျစရာများဖြစ်တယ်သူတို့ဘဝမှာသူတို့ငါမလုံနိုင်တော့ဆိုတဲ့စိတ်နဲ့စိတ်ပြအငြင်းရတဲ့အားရှိတယ်ပေါ့အဲ့ဒါအဲ့ဒါကိုသူတို့ပွဲတွေမှာတက္ကနာလုပ်ပြီးချင်းအပြည့်သူတို့တွေပို့ပြီးတော့စိတ်ရပျော်ရှင်လာတယ်သူတို့ကသူတို့လေးပို့ပြီးယုံကြည်မှုရှိလာမယ်နောက်ခါကျရင်လည်းငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်နဲ့သူတို့မှာ ့ဖြတ်ရှိပြီးတော့သူတို့မလုံနိုင်သေးတဲ့ဆိုတော့စစ်တွေကိုပြောသူတို့တို့ဟိုရုပ်ချင်မှုကိုရှိပြီးတော့တကယ်ကိုပြောတော့ပျော်ရှင်လာမလို့ဆင်းရပါတော့ခုမိတယ်လဲခုတဲလို့ပဲစက်ကောင်စီထောင်ထားတဲ့နှင်းမိုင်းကြောင့်ကျွန်တော်ထိခိုက်ဒဏ်ရာရခဲ့ပြီးဈေးကူတာမှုကိုခံယူနေစေပါဒဏ်ရာတွေကို ကုသနေစိန်မှာမိသားစုတွေနဲ့အနီဝဲရသလိုအခြေအနေမျိုးမျိုးကြောင့်လူနာတွေကိုတီးတက်ထားရတာကြောင့်လဲအထီးကျန်မှုများစွာဒဏ်ရာရရဲဘော်တွေနဲ့မစိမ့်နေတော့ပါဘူး ခုမီတွေနဲ့ခူထဲတို့လိုဒံရကုသနေရစေရဲဘော်တွေအတွက် စားရေးတောက်ရေးကိုတာဝန်ယူပေးနေတဲ့အသက်55နှစ်အရွယ်အမျိုးသမီးတဦးကတော့ရဲဘော်တွေကို မြင်တွေ့ရတိုင်းရင်ထဲမှာဝမ်းနည်းကျင်ကွဲရတယ်။ဒါပေမဲ့လည်းပြန်လည်တတ်မှာဖို့အတွက်ခွန်အားဖြစ်တဲ့အစားအစာတွေအာဟာရတွေကိုချက်ပြုတ်ကျွေးမွေးနိုင်တာကလွဲပြီးဘာမှလုပ်ပေးနိုင်တာမရှိဘူးလို့အခုလိုရင်ဖွင့်လာပါတယ်။ လဲမသိစမအတန်းနေစပြလဲမနေလားအတန်းမမကြည့်ဘူးတူနေစဟိုအီစီအင်နိုအင်နိုတို့တို့လို့ရှင်စရင်ခိခါရတယ်ဘောနော်တို့ဆာဖို့တောက်ဖို့ကကောင်းမွန်ဆားနိုင်ဖို့အတွက်ကျမကတော့တနိုင်တလောက်တော့ဂျူစာပြီးတော့ချက်ပေးတယ်ဟိုအားသက်စီတဲ့အကြောင်းအရာတွေလည်းပြောဖြစ်တယ်။ဒါပေမဲ့ကျမလက်ရကထင်တယ်လို့မကောင်းတော့မတတ်နိုင်ဘူးပေါ့နော်။ကျမကတတ်နိုင်တယ်လို့တို့အိုးဝလင်းစားနိုင်ဖို့ဆိုပြီးတော့မှစူးစမ်းပေးတယ်။ စစ်တာအာဏာသိမ်းပြီးတဲ့နောက်လူငယ်အများစုကသူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေအိမ်မက်တွေညှော်လေးချက်တွေပျောက်ကွယ်လူနီပါဖြစ်ကုန်ကြပါတယ်ဖြစ်ချင်တဲ့အရာကိုဘာမဆိုလောက်ကင်နိုင်တဲ့လူငယ်အရွယ်မှာအခုလိုကိုလဲအင်္ကာမပြည့်စုံတော့ပဲဘဝကိုဆက်လက်ရုန်းကန်နေရတာကြောင့်စိတ်ထားချမှုတွေစိတ်ဖိစီးမှုတွေမကြာခဏကြုံတွေ့နေကြရမှာမလွဲမသွေပါပဲအခုလိုစိတ်ထားကြတာတိမ်ငယ်တာအားငယ်တာတွေကြောင့် ိုကိုကိုအဆုံးစီရသွားတဲ့လူငယ်တွေလည်းရှိနေပါတယ်။ဒါကြောင့်တန်ဖိုးရှိလာတဲ့ဒီလိုလူငယ်တွေရဲ့ဘဝကိုထက်မှန်မဆုံးရှုံးရလေအောင်ကိုလေးအင်္ကာတွေပေးဆက်ပြီးတန်ရာကုသမှုခံယူနေစေလူငယ်တွေအတွက်စိတ်ခွန်အားတွေစိတ်ဓာတ်မြင့်တင်မှုတွေရရှိဖို့အတွက်လွန်စွာအရေးကြီးလွန်လာပါတယ်။ဒီနေ့ရဲ့ဆောင်းပါအစီအစဉ်မှာတော့ပေးဆက်မှုတွေရဲ့တန်ကြီးအဖြစ်မမေ့လျော့မှုကိုသာပြန်ပေးပါဆိုတဲ့အကြောင်းအားဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်းပါးတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.kitnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဒါရီပြင်ကနောက်ဒီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း သတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ set ပေးနေတဲ့ကုန်စင်တို့အစီအစဉ်ကနေပြီး KTF ပြည်သက်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့လွိုက်ကုံမြို့နယ်ရှစ်ဖက်ချမ်းမရောင်ချပေးနေတဲ့ကုံစင်းတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲနှုန်းတွေနဲ့တပတ်အတွင်းကမ္ဘာရွှေဈေးမြမရွှေဈေးတွေကိုကျမမော်လင်းမြာကနေပြီးစူးစီးတင်ဆက်ပေးပါမယ်။အခုအရင်ဆုံးတော့လွိုက်ကုံမြို့နယ်ရှစ်ဖက်ချမ်းမရောင်ချပေးနေတဲ့ကုံစင်းတို့တွေကိုပြောပြပေးပါမယ်။ဘိုင်ကိုရှိပဲချမ်းမာရောက်ချပေးနေတဲ့ Center 8 တသိန်း3500ကျပ်ဤသူစာပဲစီတပိတ်တာ18000ကျပ်ကျက်သွန်ဖြူတပိတ်တာ16000ကျပ်ကျက်သွန်နီတပိတ်တာ9000ကျပ်ဂျင်းတပိတ်တာ8000ကျပ်ခရမ်းဒီတပိတ်တာ6000ကျပ်ငှဲ့ဥတီ6တပိတ်တာ18000ကျပ်ငှဲ့ဥတီ6ကော်လော်အော်ဒီတပိတ်တာ9000ကျပ်ငှဲ့ဥတီစိတ်တပိတ်တာ8000ကျပ်အာလူးတပိတ်တာ9000ကျပ်မြေပဲဆန်တပိတ်တာ 15000ချက်ကျက်ဥတလုံး600ချက်တကက်ကို18000ချက်အသားသူတပိတ်တာ18000ချက်ကလဘဲတပိတ်တာ1000ချက်ပဲနီလေးတပိတ်တာ16000ချက်ခန်းဒီတပိတ်တာ9000ချက်ငပိတထုပ်900ချက်ငနီတူ6တပိတ်တာ3200ချက်ဆလာပီးယား6တပိတ်တာ15000ချက်တခြားတပိတ်တာ6000ချက် ပရီးမီယာကော်ဖီထုတ်ကြီးတစ်ထုတ်19000ကျပ်ဆန်နီကော်ဖီအထုတ်ကြီးတစ်ထုတ်18000ကျပ်ဖျောင်းတိုင်အတိုင်ကြီးတစ်ချောင်း1000ကျပ်လက်ဖက်6တပိတ်တာ2800ကျပ်ဖူဂျီဆက်ပြဘူးသေးတဘူး3500ကျပ်ဖမ်မလီဆက်ပြခဲတခဲ3000ကျပ်ကမ်ဘောလိပ်တစ်ထောက်2500ကျပ်ကိုရွယ်တပိတ်တာ1000ကျပ်ကိုနုဝါတပိတ်တာ1000ကျပ် ကွန်းဒီတပိတ်တာ၄၅၀၀ချက်ဝတ်တာတပိတ်တာ၃၅၀၀ချက်အမဲသားတပိတ်တာ၃၅၀၀ချက်ဒက်စီတလီတာ၆၀၀၀ချက်နဲ့ဒီဇယ်တလီတာ9000ကျပ်ဈေးအတိအကျရှိနေပါတယ်။အခုပြောပြတဲ့ Lycor ship ဖက်ချမ်းမာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေဟာဈေးဆိုင်ပေါ်မူတည်ပြီးဈေးနှုန်းကွာဟမှုအနှဲငယ်ရှိနိုင်တယ်လို့အချိန်နဲ့များဈေးအပြောင်းလဲဖြစ်နိုင်ပါတယ်။ ဒီနေ့အော်တိုဘာလ24ရက်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလင်းလုံးတွေကိုဆက်လက်ပြောပြပေးပါမယ်။အမေရိကဒေါ်လာဈေးကွက်မှာတဒေါ်လာကို3985ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ4085ကျပ်ပေါက်ဈေးနဲ့ဈေးအနည်းငယ်ကျနေပါတယ်။ပြီးခဲ့တဲ့ပတ်တောက်ကြနေ့အမေရိကဒေါ်လာဈေးကွက်ဟာ3995ကျပ်ဝယ်ဈေးနဲ့4095ကျပ်ရောင်းဈေးရှိခဲ့တာပါ။ Eurostarly ဈေးကွက်မှာ1ယူရိုကိုဝယ်ဈေး 4610ကျပ်ရှိပြီးရောင်းစည်းမှာ4925ကျပ်ပေါင်စင်းတဲ့ဈေးနှင်းငယ်ကြာနေပါတယ်။ Britain Pound ဈေးကွက်မှာတော့တပေါင်ကိုဝယ်ဈေး9295ကျပ်ရှိပြီးရောင်းစည်းမှာ9425ကျပ်ပေါင်စင်းရှိနေပါတယ်။ Singapore Dollar ဈေးကွက်မှာတော့ Dollar ကိုဒီကနေ့မှာ3060ကျပ်ဝယ်ဈေးရှိပြီးရောင်းစည်းမှာ3135ကျပ်ဈေးရှိနေပါတယ်။ထိုင်းဘတ်ပေါင်စင်းမှာတော့တစ်ဘက်ကိုမြန်မာကျပ်ငွေ 122.8ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ125.9ကျပ်နဲ့ဈေးငိမ့်နေတာကိုတွေ့ရပါတယ်။တရုတ်ယွမ်ဈေးကွက်မှာတော့958ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ981ကျပ်ပေါက်ဈေးနဲ့ဈေးကျနေပါတယ်။မလေးရှားရင်ကီပေါက်ဈေးမှာတော့ဒရင်ကီကို936ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ963ကျပ်ဈေးရှိနေပါတယ်။ဂျပန်ယန်ဈေးကွက်မှာလည်း ဒီနေ့ရဲ့ဝယ်ဈေးဟာ26ကျပ်ရှိပြီးရောင်းဈေးမှာတော့26.65ကျပ်နဲ့ဈေးအနည်းငယ်တဲ့ကျရှိနေပါတယ်။ကိုရီးယားဝယ်ဈေးကွက်မှာတော့ဒီနေ့ရဲ့ဝယ်ဈေးဟာ2.00ကျပ်ရှိပြီးရောင်းဈေးမှာတော့2.84ကျပ်ပေါင်ဈေးနဲ့ဈေးအနည်းငယ်တဲ့ကျရှိနေတာကို တွေ့ရပါတယ်။အော်တိုမာလာတတိယပတ်ရနိုင်ငံချောင်းကိုလည်းလုံးလေးဟာပြီးခဲ့တဲ့ပတ်တောက်ကြနေနဲ့ရှင်မယ်ဆိုရင်ဈေးကျလာတဲ့ဘက်ကိုတွေ့ရပါတယ်။ အခုပြောပြတဲ့နိုင်ငံချောင်းကိုလဲနှုံးတွေဟာအော်တိုဘာလ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းကိုလဲနှုံးတွေကိုစုစည်းပြောပြခဲ့တာဖြစ်ပါတယ်။ဒီငွေစင်းနှုံးတွေဟာနေရာဒေသကွဲပြားတာအရွက်ရောင်းဝယ်မှုအရပေါက်ဈေးကွာမှုအနှဲငယ်ရှိနိုင်တယ်လို့အချိန်နဲ့အမျှပြောင်းလဲဖြစ်နိုင်ပါတယ်။တပတ်တွေကပရွှေစည်းမြမရွှေစည်းတွေကိုဆက်လက်ပြောပြပေးပါမယ်။ ဒီနေ့ရဲ့ကမ္ဘာရွှေဈေးမှာတအောင်စကောအမေရိကဒေါ်လာ4136.9ဒေါ်လာဖြစ်ပြီးဒီတစ်ပတ်ရဲ့တောင်းကြနေ့ကမ္ဘာရွှေဈေးဟာအနည်းငယ်ကျလာပါတယ်။ပြီးခဲ့တဲ့ပတ်တောင်းကြနေ့မှာတော့ကမ္ဘာရွှေဈေးဟာတအောင်စကောအမေရိကဒေါ်လာ4329.6ဒေါ်လာအထိရှိခဲ့တာပါ။မြန်မာရွှေဈေးနှုန်းမှာတော့15ပဲရည်တစ်ချက်သားကို380ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့83ပေါက်ဈေးရှိနေပါတယ်။ တပတ်တွင်15ပေးရရွှေစင်းနှုံးတွေဟာ အနည်းဆုံး89သိန်း3000ကျပ်ကနေအများဆုံး83သိန်း5000ကျပ်တွေပေါက်စီရှိခဲ့ပါတယ်16ပေးရဈေးကွက်မှာတော့တစ်ချက်သားကိုဒီကနေ့ရပေါက်စီဟာ85သိန်းဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့86သိန်းပေါက်စီရှိနေပါတယ်တပတ်တွင်16ပေးရတစ်ချက်သားဈေးနှုံးဟာ အနည်းဆုံး84သိန်း3000ကျပ်ကနေ အများဆုံး86သိန်း2000ကျားပေါက်ဈေးရှိခဲ့ပါတယ်။ဒီတစ်ပတ်ရဲ့ကပ္ပရွှေဈေးညမရွှေဈေးနှုန်းတွေဟာအနည်းငယ်ကျလာတာကို တွေ့ရပါတယ်။အခုပြောပြတဲ့ကပ္ပရွှေဈေးညမရွှေဈေးနှုန်းတွေဟာလည်းအချိန်နဲ့အမျှဈေးအပြောင်းလဲဖြစ်နိုင်ပါတယ်။ဒီကနေ့အော်တိုဘားလ24ရက်နေ့မှာကောက်ယူထားတဲ့ Rycom မြို့နယ်အရှိတ်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတည် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲလဲနှုန်းတွေနဲ့ကမ္ဘာရွှေဈေးမြန်မာရွှေဈေးတွေကိုမော်လီမြာကစူးစီးတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။အိမ်နဲ့မကောပုံးခိုရဘုံခိုခြင်းတစ်ခုတည်းမှာဘာတွေကိုဆောင်ထားပြီးဘာတွေကိုရှောင်ရှားရမလဲ။ဘုံခိုခြင်းနဲ့ပတ်သက်တဲ့ဆောင်ရံရှောင်ရံများအရေးပေါ်အခြေအနေတွေမှာဘုံခိုခြင်းတွေကိုအချိန်မီဝင်ရောက်ပုံးခိုနိုင်ဖို့ မိသားစုဝင်တိုင်းစနစ်တကျကြိုတင်လေ့ကျင့်ထားဖို့လိုပါတယ်။ဘုံဖို့ခြင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုပြီးရှင်းလင်းထားရမယ်နော်။ဒီကြောင်းနဲ့လက်နေကြီး NDA ဒေတာတရသတင်းပေးပို့ချက်တွေကိုအမြင်စောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရိတ်ခါချောက်၊စောက်သုံးရည်၊ဆေးဝါးပစ္စည်းတွေဥပမာအရက်ပြန်၊ပက်တီ၊ဂွန်၊ ဖလာစတာနဲ့အကိုက်ခေးပျောက်စေချင်းလင်းဆေးတွေထစ်ထားတဲ့အသက် KA တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်အဝတ်အစားတချို့စောင်းဒါနနိုင်တယ်မီဆိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကျိုးဖို့အိတ်ထဲမှာအသက်ကြိုထည့်ထားရမယ်နော်သက်ကြီးရွယ်အောင်မတန်ဆုံးကလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်တွေရှိရင်သူတို့အတွက်အလိုအပ်တဲ့ PC တွေကိုလည်းကြိုတင်ထုတ်ဖို့ထားရမယ်နော် ီတာစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအပင်မှုအမြင်မပြတ်ရှိရမယ်နော်။နဲနဲကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံဖို့ဇင်တဲကနေအပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်။အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ဇင်တဲကနေထွက်ရပါမယ်။မိသားစုတိုင်းရှင်တန်ဖို့အိမ်ကမပေါ်ဘုံဖို့ဆို့ TTN ဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ TTN ဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုတော့နေ့စဉ်ည9နာရီမှစတင်ထုတ်လွှင့်ပေးနေတာပါ။ဒီအစီအစဉ်တွေကိုပြန်လည်နားဆင်ခြင်းနဲ့ဆိုရင်တော့ Control with the Time ရဲ့ Facebook စာမျက်နှာမှာအပြင် website စာမျက်နှာဖြစ်တဲ့ www.controlwiththetimes.org မှာလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နားဆင်ခဲ့ကြတဲ့သူတွေနဲ့ Greeny ပြည်သူပြည်သားများအားလုံးလည်းစိတ်ချမ်းသာကိုကျမ်းမာပြီး ဘေးအဒီအတွေ့အကြုံကင်းဝေးကြပါစေရှင်ကျမမောင်ညာမပါ